ဘင်္ဂလားဒေ့ရှ်အစိုးရဟာမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တမ်မန်မိုနိုဟာဟော်စင်ကိုချက်ချင်းပြန်လာဖို့အမိန့်ထုတ်ပြန်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ29ရက်မှာအတည်ပြုခဲ့ကြောင်း Bangla News 24သတင်း website ကဖော်ပြခဲ့ပါတယ်။2023ခုနှစ်ဩဂတ်လကတည်းကနေပြည်တော်မှာဘင်္ဂလားဒေ့ရှ်တမ်မန်ဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဟော်စင်ဟာနှစ်နိုင်ငံကြားတန်တမန်ဆက်ဆံရေးတင်းမာမှုတွေဖြစ်ပွားပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ်ကိုပြန်ဖို့ညွှန်ကြားခံခဲ့ရတာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်အရာရှိတွေနဲ့မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာလှုပ်ရှားနေတဲ့အေအေကြားဆက်သွယ်မှုတွေရှိနေတဲ့သတင်းတွေကြောင်းမြန်မာ မရော်ကစန့်ကျင်ကန့်ခွက်ခဲ့တဲ့နောက်အခုလိုတန်မတ်ကိုပြန်လည်ခေါ်ယူခဲ့တာဖြစ်တယ်လို့တန်တမန်အရေးမြင့်တွေကပြောကြားခဲ့ပါတယ်။အေနဲ့ဆက်သွယ်မှုတွေရှိကြောင်းဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ခါလီယာရာမန်ကလူသိရှင်ကြားဝန်ခံခဲ့တဲ့နောက်အဲ့ဒီကိစ္စဟာထင်ရှားလာခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်ရပ်ကိုတုံ့ပြန်တဲ့အနေနဲ့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ဦးဆောင်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆာကကဘင်္ဂလားဒေ့ရှ်ကိုမကျေနပ်ကြောင်းဖော်ပြဖို့တန်တမန်ပေးစာတစ်စောင် ပြီးပို့ခဲ့ပါတယ်။အခုလအစောပိုင်းကလည်းရန်ကုန်မြို့ရှိဘင်္ဂလားဒေ့ရှ်တန်ယုံမှာ အကြံပေးဖြစ်တောင်းဝင်ထမ်းဆောင်နေတဲ့ဘင်္ဂလားဒေ့ရှ်ဘူမှုချုပ် after hosing ကိုလည်း Bangladesh အစိုးရကအရေးပေါ်ကိစ္စနဲ့ပြန်လည်ခေါ်ယူခဲ့ပါတယ် Bangladesh နိုင်ငံရှိအတိုက်ခံနိုင်ငံရေးပါတီတခုကလည်းမြန်မာနိုင်ငံရခိုင်ပြည်နယ်ကိုတီးကြလွတ်လပ်တဲ့နိုင်ငံအဖြစ်ယက်တီနိုင်ရေးနဲ့ရခိုင်ပြည်နယ်ထဲမှာပင်ဂလီတွေအတွက်လွတ်လပ်တဲ့နယ်မြေသတ်မှတ်ပေးရေးတရုတ်ကထောက်ခံတိုက်တွန်းပေးဖို့တရုတ်ကွန်မြူနယ်ပါတီမှကိုယ်စားလှယ်တွေနဲ့2025ခုနှစ် AB 28ရက်ကတောင်းဆိုဆွေးနွေးခဲ့ပါတယ်အဲဒီနောက်မြန်မာနဲ့ Bangladesh နိုင်ငံကြားဆက်ဆံရေးတင်းမာမှုတွေရှိခဲ့သေးပါတယ်